ိုင်ခွဲဖြစ်တဲ့မလေးမြန်မာခွင့်လိုက်တဲ့စေဝေးရဘရဌာနီစိုက်တဲ့ဖွယ်ကြီးစတဲ့ဖွယ်လေးကြောင့်ဂျင်းရအပ်ပါတယ်ခင်ဗျာတော့တခါရဲ့ဖေးကြီးကလည်းလူလုံးရပါပြီခင်ဗျာလက်ကောက်ကြတဲ့အားပေးပါဦးခင်ဗျာ အဖေကဒီမော်မြေမြို့မှာမွန်ဒီနယ်ပင်ဒီနယ်ကိုယ်စားလှယ်ဖြစ်နေအလုပ်တွေအများကြီးလုပ်ခဲ့ပြီးတော့ကျမကိုလည်းအလုပ်တွေအများကြီးလုပ်တတ်အောင် အတွေ့အကြုံတွေအများကြီးရအောင်သင်ပေးခဲ့ပါလေရှင်အဲ့ဒီတော့ကျမအခုကျမရဲ့ဇာတိမြို့မှာကျမဆိုင်ရပွင့်နိုင်တော့ကျမကျမရဲ့ဒီအခြေအနေကိုအပြအကျဉ်ဆုံးနဲ့ကျမတတိယဆုံးလို့ပါကျမရဲ့ကျေးဇူးရှင်လည်းဖြစ်တယ်ကျမရဲ့စီးပွားရေးမှာ လက်ဦးဆရာလည်းဖြစ်တယ်ကျမရဲ့အဖေဟာဒီဝက်မြေကိုပါအဖေမရှိတော့တဲ့အတွက်ကျမမပြနိုင်တော့လို့အမြဲတရားပြီးတော့ကျေးဇူးတင်နေရပါတယ်ရှင် ိတ်ဝင်တိုင်းကြီးကုမ္ပဏီလီမိတက်ရဲ့ CEO and founder မမြင့်ချော်ပါမမတို့ဒီနေ့ဟိုမော်လမြိုင်မှာမမတို့ရဲ့စိတ်ဝင်ဆက်လေးဆိုင်မြောက်ဆိုင်ခွဲစိတ်ဝင်ရာမညာထိုင်လို့လာဖွင့်တာပါရှင်နေ့ကကျွန်တော်ကဟိုချင်းနေဒီဆိုတဲ့နောက်ပြီးတော့ဒီကျွန်တော်တို့အဲမဲရီဖောက်တဲ့နေရာတွေဗားရီနေရာတွေအဲ့လိုပိုင်းပြုလုပ်မောင်ကတော့မောင်ပြောလို့ပါတိမ်ဝင်းနဲ့မောင်ခွဲလို့ပါမရဟာခုခွဲပြီတည်ရအာအဟဲမောင်တည်စိတ်ဝင်းကိုတည်မယ်စိတ်ဝင်းကိုတည်မောင်တည်မယ်အဆအဆုံးဝိုင်းပြီးတော့လုပ်ပြီလား ဒီတဲ့သူကတော့ဂုံတီဒါစိန်ဝင်းဆိုကြွပြကြပြ SPC ပါကေဟိုတိုင်းမျိုးမျိုးဗမာတိုင်းမျိုးမျိုးဒေါက်တာလေးတုံးစီဟိုအမျိုးမျိုးငါအမပြေအောင်ကြံခဲ့အောင်ပါပြီးတော့ဒီချုပ်ခန်းတော့ဒီချုပ်ခန်းတော့ဘတ်တက်ဒီကအော်ခန်းစီလိုက်တာစိန်ဝင်းစိန်တိုင်းကိုလည်းဖွင့်အောင်မယ်ဟုတ်တယ်အားကြတယ်ကျွန်တော်လည်း ဒီဘာကြီးဘာဝင်လို့ကောင်းမစိတ်ဝင်းထဲမှာဘာလာဖွင့်အောင်တကူလာလာပေါင်းပြီးဖွင့်ရစိတ်ဝင်းမှာစီလာရောင်းနေတယ်ဗျာအမေရောက်အဲ့ဒီဘာကြီးနေလဲဆိုင်လို့လေသူများလည်းပြန်ပေါင်းတယ်လေအလုပ်တွေအလုပ်တွေအလုပ်ပေါင်းလို့อ่ะငါဘာလာကြောက်မောင်းလဲနေနေစီနေသူစားခဲ့ရလဲဆိုတော့အမ်သူများတစ်ခါလေကြတော့လေဟိုအလုပ်တွေအလုပ်အများကြီးလုပ်တဲ့ခါကြလို့ရှင်သူများတွေကပြောတယ်ဗောနော်အလုပ်တွေအများကြီးလုပ်တယ် ဟိုအပင်မန်းနေပြီပေါ့အလုပ်တွေလုပ်ရင်းနဲ့နောက်ပြီးလို့ရှိရင်ဟိုကိုကထားခဲ့ရမှာပဲပေါ့ဒါပေမဲ့အမကတခါအားလုံးပြောတာတယ်အမအလုပ်တွေအများကြီးလုပ်လို့အမကမတနာနဲ့ဘာလို့လဲဆိုတော့အမလုံချင်လို့လုပ်တာလေပြောတယ်ဟောလုံချင်လို့လုပ်တယ်အလုပ်လုပ်ရတာကိုပြောတယ်အဲဒီလိုအောင်မြင်မှုတွေရနေတာကိုလည်းအဲဒီလိုမျိုးလေးရတာကိုလည်းပီတိဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ကြောင့်ဟိုအရင်ကြီးစူးစမ်းနေရတယ်လို့ကိုကိုကိုမထင်တော့ဘူးပေါ့ အဲဒီလိုလုံနေရတာကိုပဲအမပြောနေပါဘူးအားလုံးနဲ့အဲ့လိုညီကောင်မတို့ကအားလုံးနဲ့စူးစူးစီးနဲ့လဲဒီလိုဆိုင်ဖွင့်ပွဲတွေမှာဆက်ပြရအောင်ပြောတာပေါ့ဟာမောကအဲ့လိုအတူတူတွေဘာမှမရှိခင်ကတည်းကအမကြောင်ညာအပ်တာပေါ့နော်မောကဟိုအဲ့လိုဖုန်းလေးနဲ့ထောင်ရိုက်တဲ့ခင်ဗျဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အမလေကြောင်ညာအပ်တာ အဲမောအဲစကားလေးလက်ရှိမှာသူတော့ဗောနော်၃ရက်ပြရဆိုကြမောအမကမောခုရင်ကလေးတည်ရပါဘူးဆိုအမနဲ့မောနဲ့ friend မဖြစ်ခင်2021လောက်ကလေးအမမောရဲ့ပို့လေး read ဟုတ်တယ်ဟုတ်တယ်အမမောသဘောကျတယ်ဗောဒါကြောင့်အမရဲ့ယုံကြည်မှုကြောင့်မောမောစာဖြစ်လာတာဗောနော်အမမော idea တွေကိုအဲ့လိုဗောနော်ဟာတဆိုလဲအရန်ကြီးလုတ်ပြီးရည်ရတဲ့ဟာတမဟုတ်ပဲနဲ့အဲ့လို idea လေးတွေကိုအရန်ကြိုက်တယ် ဟိုညီမလေးကိုချစ်လဲချစ်တယ်တကယ်အားလဲအားကိုးရယ် နမောရဲ့ချော်ပြေတဲ့ပုံစံလေးတွေပေါ့အခုကတချင်းဆိုတာကိုလည်းအမရမ်းကြိုက်တယ်။ဒါလည်းပြိတ္တမရှိတဲ့နဲ့ဂျမကုလူနဲ့ကိုအဲနော်တကယ်ကြိုက်တယ်။တော့မကြိုက်ဘူး။သိပါတယ်နင်မနာလို့တဲ့မျိုးလုံးနဲ့ချော်တော့သွားပြီ။အဲဇွဲပြည့်ကိုလည်းဇွဲပြည့်ကိုလည်းကြိုက်တယ်။အခုဖြူဖြူဟန်ကိုလည်းကြိုက်တယ်။အမကစိတ်ထဲကဖြူစင်တာအကုန်လုံးကိုကြိုက်တယ်။မကြိုက်တဲ့လူပြောပြဆိုတော့တရားမှမရှိဘူး။ကြိုက်နေတာလေလိမ့်နေတာ။ဘာလို့ကြာနေတယ်။ဘူးမမသူအမမသူမကြိုက်ဘူးလေမေကြီးတရားမှမရှိဘူး။အမကဖြူစင်တာဘာလို့ ကျွန်တော်ကတော့စိတ်ဝဲမှာဒီအမရဲ့စိတ်စိတ်ချားလေးကိုကျွန်တော်တိတ်တွေ့လိုက်ရတာဘာလို့ဆိုခုနကတော့ဝန်ထမ်းတယောက်တိုင်း90ဒါဘယ်လိုရတဲ့တကယ်ကတော့ပေါက်စားတဲ့အမြင်လားငါတွေ့လိုက်ဟလာဘာလို့ဆိုအဲ့ဝန်ထမ်းတယောက်ကသူ့ဆင်ပေါ်မှာဆင်ပေါ်မှာသူပြောလိုက်တာသူမျက်ရည်တောင်ကြားတယ်ဘာလို့ဆိုသူကအလုတ်ကနေထွက်ပြီးတော့တခြားမှာတော့အလုတ်လုံနေပြီးသားလုံနေပြီးပြန်လာတာကိုမပြန်လက်ခံပြီးတော့ အဲ့ဒါလမ်းကိုကျွန်တော်မသိဘူးနော်ဒါပေမဲ့တော်ကြာပြီ။ဟုတ်ပါလေဟို10နှစ်ပြည့်ဖို့2လပဲလိုတော့တဲ့ချိန်မှာ तू ကသူများမှာအလုတ်ထွက်သွားအလုတ်ထွက်သွားဆိုတော့ဟိုဘတခြားတစ်ယောက်ကပေါ့သူ့နဲ့အလို share ဆိုပြီးတော့ဖွင့်ပေးလိုက်တယ်ပေါ့နော်။အဖွင့်ပေးတော့အလုတ်ထွက်သွားတယ်အလုတ်ထွက်သွားတဲ့ခါကျတော့အ तू ကအလုတ်ပြောင်းဝင်တော့အမအဲ့လိုသတ်မှတ်ထားတယ်အလုတ်ပြောင်းဝင်ရင်ပြောင်းဝင်တဲ့အချိန်မှာစပြီးတော့စပြန်ပြီးတော့ဆယ်နှစ်ပြည့်တာကိုပြန်ပြီးတော့တတ်မှတ်မယ်ဆိုတော့ तू ကသူ့ကိုပေးမယ်လို့မထင်ဘူးအခုက तू ပြန်ဝင်တာပဲ နှစ်နှစ်လောက်ရှိနေပြီနှစ်နှစ်လောက်ရှိနေပြီဆိုတော့အမသူ့ချစ်လက်ချစ်တယ်အလွန်ခဲ့တဲ့10နှစ်လောက်တည်းကလက်တွေ့ခဲ့ပြီးတော့မှသူတစ်ခါတလေလေးမှားသွားတယ်ဆိုတော့လေအဲကြောင့်လို့အဲ့လိုပြီးတော့သူအယံဝန်းနေတယ်အဲ့လိုပုံစံဖြစ်သွားတာကောင်းပါလားအမအမအဲ့ဒီစိတ်သက်ကိုရန်ကြိုက်တယ်ဘာလဲလူဆိုတာမှားတဲ့မျိုးပဲလေတခါမှားတာကိုသူခွင့်လွတ်နိုင်တယ်ဒါလည်းအဲ့လိုပဲဟိုမှားရတဲ့ဟာအများအားမတွေ့ဘူးအဲ့လိုခွင့်လွတ်ဟုတ်တယ်ဟုတ်တယ်ခါကမလေးကိုလို့ပေးတယ်လုံးဝဒီဒီမမကိုကျွန်တော်ပေးရအားကြပါအမားတို့ပဲလုံးလိုက်ပါအမားကဟောပေါ့ သူကွာလိုက်တဲ့အချိန်တော့ကလေအမအရန်ခံစားရတာအရန်ခံစားရတာဆိုတော့လေသူနဲ့အမညီမလေးတွေနဲ့တကယ်ကိုညီမလေးတွေလိုဝန်ထမ်းတွေလိုမဟုတ်ဘူးဆိုတော့ဘာပြဿနာမှမရှိပဲတွားလိုက်တယ်ပေါ့နော်အသူတွားလိုက်တာကလေတခြားကဆိုင်ရှယ်ယာဆိုတော့အမအနေနဲ့ကြတော့ဝန်ထမ်းအားလုံးရှယ်ယာနဲ့လုပ်ပေးလို့မနိုင်ဘူးအမမလုပ်ပေးနိုင်တဲ့ဟာတခုသူများလုပ်ပေါ်ရတယ်ပေါ့ဒါပေမဲ့တကယ်တကယ်ကြတော့အမလို့မြေတံမပေးနိုင်ဘူးတကယ်သူမနေနိုင်ဘူးနှစ်လပဲနဲ့သူပြတ်လာတာ ဘလို့မှ तू အဲ့ဒီဆိုင်မှာမနေနိုင်မင်းနဲ့ तू ပြတ်လာတာပေါ့အဲ तू လုံမျိုးပဲအဲ့လို30 90နှစ်ပြည်တာ၄ယောက်လောက်ရှိပြီ၄ယောက်လောက်ကပေးပြီးွားပြီ तू ကကြတော့မပြောရဲဘူးပေါ့ပြန်လာတယ်ဆိုရင်လည်းလေအဲ့လိုမပြောရဲဘူးအဲ့လိုချိန်မှာပေးတော့ तू အယောင်ဝမ်းသာတာပေါ့ Yeah. ဘုရားချေရလို့ဒီနေ့အားလုံးတို့အိမ်ဆောက်ဖြစ်စီလို့ဒီနေ့ကျွန်တော်တို့ချေရတဲ့စိတ်ဝင်အောင်အားလုံးကြားရအားပေးပါအောင်ကျွန်တော်တို့ပြီးတော့ကျေးဇူးတင်ပါတယ်ဘုရားကျေးဇူးတင်ပါတယ်ဘုရား အာဒီနေ့ကတော့အရန်နဲ့မှပြောရတာပေါ့ဘာဖြစ်လို့လဲဆိုတာမော်မြိုင်မှာပေါ့နော်ဒါ၁၄ဆိုင်မြောက်ဆိုင်ခွေးမှာလာရတယ်ပြီးတော့ဒါကိုယ့်ရဲ့အမရဲ့အောင်မြင်မှုကိုလာပြီးတော့ပုံပြုတ်ပေးရတာဆိုတော့ဘာဖြစ်ဖြစ်ဝမ်းသာပါတယ်ရှင်ပေါင်းမှာတော့ဆိုင်မှာတော့အဓိကကျွေးပြရဲကိုယ်တိုင်းပါကင်းတွေစသဖြင့်ပေါ့နော်တော့ခန်းစီလိုက်တာအီလက်ထရောနစ်တွေပါတယ်ဒီနေ့ဝယ်တဲ့လူတွေကိုလည်းဒီမှာပုံအခုလည်းကက်ဆက်မဲ့တွေပို့နေပါတယ် စိတ်ဝင်မှာတော့အမြဲတမ်းအားပေးပြစ်တယ်ပေါ့နော်ပြီးအမကလည်းဒါစေတနာမြတ်တာများတယ်အမြဲတမ်း promotion တွေလည်းပေးတယ်အမြဲတမ်းလက်ဆောင်တွေဆိုရင်လည်းအကားပေါ်ထီကိုတကုံတင်ပြီးတော့ကျတော့အဲ့လိုမျိုးပေါ့နော်ပို့ပြောရအောင်မနေ့နေ့ကဟိုစိန် light တွေလည်းလွှင့်နေလွှင့်နေဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဟာစိတ်ဝင်စိန်တိုက်ခဲ့ပေါ့နော်အဲရတနာ light ဈေးတွေလည်းလုံနေပါတယ်အမနေ့နေ့ကအဆင်ပြေပါတယ်ရန်အဆင်ပြေတယ်မနေ့ကဟိုစေတနာပပလေးနဲ့ဟိုအလုံးပုံစံနဲ့မဟုတ်ပဲနဲ့မိသားစုပုံစံနဲ့ရန်အဆင်ပြေပါတယ်အဲအခု၁၄ဆိုင်မြောက် မဒီမောင်နဲ့အမစားတော့အမမောင်နဲ့မမွေးရပါဘူး။အခုအမခုနပြောတော့မဟုတ်အရင်တော့လေဆိုင်ကဘယ်လိုဆိုင်ကမပွင့်လားမပွင့်လားလဲ။ဘယ်လိုလုပ်ရပါတော့ဒီတော့ကျတော့အမလေးဆိုင်ရဒီလိုတဲဝုန်းဝုန်းနဲ့ဝန်းနဲ့အရာများများနဲ့ဟိုဖွင့်မှုအခုနေမရှိခဲ့ဘူး။အဲ့အခုတော့ဒီမှာအမရနေရတယ်လို့ငမရနေလို့အဲ့လိုဝန်ဆောင်မှုပြုနေတော့အမဒီမှာဆက်ပြီးပြတာပါဟာဟာတက်စ ဆိုင်ပြီးတဆိုင်ရလေဘယ်လိုပြောရမလဲဒီနှစ်ကဒါစိတ်ဝင်ရဲ့နှစ်လို့တော့ပြောရဟုတ်တယ်အမတလပိုင်းပါလေမန်းထားပြီးဆိုရောက်ဝင်ပါဦးမန်းထားအဲ့လိုမျိုးတာတောက်လျှောက်ကိုဒီပေါ့နော်အများကြီးအများကြီးပို့ပို့ပြီးတော့တိုးတက်အောင်မြင်လာမြင်တော့အများကြီးလဲဒါလေးစားပြုယူရပါတယ်ပြီးတော့အများကြီးလည်းပဲဒါကိုယ့်ရဲ့ဟိုဘယ်လိုပြောမလဲအင်အားဖြစ်တယ်ပေါ့နော်အမတို့စူးစမ်းတာတွေအမတို့တကယ်ကိုအလုံးလုံးနိုင်တာတွေကြည့်ပြီးတော့တကယ်ကိုခွန်အားဖြစ်ပါတယ်ခွန်အားတော့မုန်ပြင်းနဲ့ကင်းပြင်းနဲ့ပေါ့ခွန်လေးပါမုန်ပြင်းနဲ့ကင်းပြင်းနဲ့အားလုံးလေးပါ ါလို့ဆိုလို့ရှိရင်စိတ်ဝင်စားရပါလို့မုံတို့ထာနေရမညမြေပါဘောနော်အခုဆိုစိတ်ဝင်ရရောက်ရှိလာပြီဆိုတော့ဘာပဲဖြစ်ဖြစ်ဒီကဒါရွှေတော်မျိုးတွေလည်းအများကြီးအပ်ပေးလို့ရပါတယ်ဒါကလည်းစစ်ကဲကုန်ရွက်ကွက်ပေါ့နော်ဒါကတော့ဒါမတော်တော့ရှင်လည်းဒီကမျိုးကန်တွေကတော့တည်တယ်ဒါမျိုးမတရားနေရပေါ့မျိုးမတရားနေရမှာဖြစ်လာတာကန်နာကမျိုးမတရားနေရ ိန်ဝင်းပေါ့နော်ရာမညထာနေမော်လမြန်မာရှိတဲ့ဆိုင်ခွဲဆက်လင်းဆိုင်ပေါက်၁၄ဆိုင်ပေါက်ဆိုင်ခွဲကိုလာရောက်ပြီးတော့ကျွန်တော်တက်ရောက်ကုန်ပြူတာကြီးချင်းပဲဖြစ်ပါတယ် စိန်ဝင်ကတော့ပြောစရာမလိုဘူးပေါ့နော်စိန်ခွဲတိုင်းကအကုန်လုံးက तू ကဟိုဘယ်လိုပြောမလဲတေချာ decoration နဲ့လုပ်တယ်နော်အထဲမှာဒီခင်းနာကျင်းနာကြီးဆိုလို့ရှိရင်လည်းစိန်ခွဲအကုန်လုံးပေါ့နော်စင်တူပေါ့အဲတေချာလေးတတနာနာလေးလောက်ထားတာဖြစ်တဲ့အတွက် decoration ကတော့အရင်မိုက်ပါတယ်ဟုတ်တယ်ဘယ်စိန်ဝင်ရဲ့ဘယ်ဆိုင်မဆိုဒီ decoration နဲ့ तू ကဒီတိုင်းပေါ့နော်တူညီအောင်လုပ်ထားတယ်အဲ့ဒါကြောင့်လို့ရှိလို့ရှိရင်ဘယ်ဘက်သွားသွားဒီ vibe ကိုရရကွာဒီတိုင်းကအဲ့ဒါဆိုတော့တော်တော်ကောင်းပါတယ်ကွာစိန်ခွဲတိုင်းကဒီ vibe ကိုရသေးတယ်တော်တော်မိုက်တယ်စိန်ဝင်မှာက in shop PC ရိုးစော ပြန်လာအကုန်လုံးဝယ်လို့ရတယ်အိမ်စောက်ပစ္စည်းပန်းတည်းအကုန်လုံးဝယ်လို့ရတယ်ပြီးတော့အဲ့ကျန်းကင်းတွေကစပေါ့အကုန်လုံးနော်အိမ်လားစမို့လို့လားဆိုအကုန်အားပေးလို့ရပါတယ်ဝယ်မှာပေါ့ဝယ်မှာပေါ့အိမ်ကိုများအကြီးလုံးချင်းဟိုမှာဟိုတိန်9000တက်လေကားတွေပါအပတက်လေကားတွေပါ3000လောက်နဲ့ကိုရဲလေမမြင့်ကျော်တဲ့အိမ်မှာတွားရရတာများတယ်အမားတို့ညာတက်လေကားပါပါတယ်အဲ့ဒီကိုရောက်ပြီဆိုအရန်သဘောကြတာအဲ့ဒီရဲ့ bike လေးကိုလည်းအရန်ခြိုက်ပါတယ်အဲ့လိုမျိုးလေးဖြစ်အောင်လေစူးစမ်းနေပါတယ်စူးစမ်းနေပါရမှာပါမှာရမှာရမှာ lucky ရနော်ဟုတ်ပါဘူး ်ဝင်ဩဒီစိန်ဝင်ပေါ့နော်အိမ်ဆောက်ပစ္စည်းဆိုင်14တိုင်မြောက်ကလေးပဲဆိုင်ပေါင်း140တိဖွင့်နိုင်မှာ140မကပေါ့နော်ဖွင့်နိုင်ပါသေးလို့ကျွန်တော်ပြောချင်ပါတယ်ဒီထက်မကလည်းတိုးတက်ကြီးပွားတိုးတက်အောင်မြင်ပါစေတက်ရှူတိုင်းလည်းဝင်တို့ပါစေလို့အိမ်ဆောက်ပစ္စည်းဆိုလို့ရှိရင်လည်းစိန်ဝင်ကိုလည်းလူတိုင်းသတိရနေပါတယ်လို့ပြောချင်ပါတယ်ကြဟုတ်အမတို့ဟိုပေါ့နော်ရိုက်ကွေးထဲမှာပါတယ်လေဥမာဆိုရင်ထားပါတော့နေပြီးတော့မှဆိုရင်ရာဇထံနေ ခုဒီမော်လမြိုင်မှာဆိုရင်ရာမညထံဒီနောက်ပြီးတော့အဲမန်လေးမှာထပ်ဖွင့်မှုလည်းရှိပါသေးတယ်အဲ့ဒါဆိုရင်မန်ထံဒီနောက်တောင်ကြီးဆိုလို့ရှိရင်လည်းအဲဗာလေတောင်ကြီးကတမောစားထံအဲအဲ့လိုမျိုးတွေကိုကလေတောက်လျှောက်ကိုဒီမြို့တွေမှာဖွင့်မှာဖြစ်တဲ့အတွက်နော်ဆက်ပြီးတော့လည်းမြို့တိုင်းပေါ့နော်အကုန်လုံးမှာဆက်ပြီးတော့အဲ့လိုအမားဖွင့်ခြင်းနဲ့ဆန္ဒအတိုင်းအကုန်လုံးပြည့်မီစွာဆိုင်ွယ်ပေါင်းများစွာဖွင့်နိုင်ပါစေလို့မားတို့ကဆုမွန်ကောင်းလေးတောင်းပေးပါတယ်ရှင်ဖွင့်လဲဖွင့်နိုင်ပါ ဟောလေကျွန်တော်တို့ဒီမော်လမြိုင်ကဏ္ဍလမ်းမှာဆိုလို့ရှိရင်ရမဟာဒါရမညထားရင်ဆိုအကြီးပါပဲစိန်ဝင်းဆိုတာလည်းသိပါတယ်ကျွန်တော်ဒီမော်လမြိုင်သိတာပါတယ်စိန်ဝင်းဆိုတာလည်းသိတာပါတယ်နော်စိန်ဝင်းဆိုတာသိတာပါတယ်နော်ကွန်မစ်အလှတွေနဲ့တကယ်ဟိုဟိုမြင်သာထင်သာရှိတဲ့နေရာမှာပါနော်အဲ့တော့မော်လမြိုင်ဘက်မှာရှိတဲ့မိတ်ဆွေတွေလည်းပဲရန်ကုန်ထိတကူတကလာဝယ်စရာမလိုတော့ပါဘူးဒီမှာပဲနော်ဒါမှမဟုတ်ကျွန်တော်တို့အမားတို့ကဘလော့ရိုက်နေတော့တောက်လျှောက်ထည့်ပြောပေးရတော့လေသိတယ်ပေါ့နော်ရန်ကုန်ဈေးအတိုင်းမှာပဲဟိုတိတ်ပို့ဆောင်ကအနည်းငယ်လောက်ပဲပေါင်းပြီးတော့တကယ်ဟိုပစ္စည်း quality ကောင်းကောင်းလေးတွေရန်ကုန် quality တိုင်းပေါ့နော်ဒီဘက်မော်လမြိုင်ဘက်ဆိုနီးတာဆိုမိုးတမဘက်တို့ဘာလို့ပေါ့နော်ဒီဘက်နီးတဲ့လူက ကုန်လုံးရန်ကုန်ထိလာစရာမလိုပဲဒီမှာအားပေးလို့ရပါ